Okay, hello, good evening, everybody. Um, okay, ကျွန်တော်ဒီနေ့က9ရက်ဒီနေ့က9ရက်မေလဖြစ်ပါတယ်2025အချိန်ကတော့ကျွန်တော်စင်ကူချိန်8နာရီ5မိနစ်လောက်ရှိပါပြီ8နာရီ5မိနစ်ဆိုတော့ကျွန်တော်မြန်မာပြည်ချိန်6နာရီခွဲလောက်ရှိပါပြီ Okay, ကျွန်တော်တို့ဒီနေ့ကအရင်အရေးကြီးတဲ့ event တစ်ခုပေါ့เนาะ event လဲခေါ်မယ် news လို့လဲခေါ်မယ် news တစ်ခုရှိပါတယ် ကျွန်တော်တို့ဒီနေ့ကကျွန်တော်တို့ဒီနေ့ပေါ့နော်ဒီနေ့ညနဲ့မနေ့ဖြန်မနေ့စောကြီးကျွန်တော်တို့အာစင်ငူဂျင်း2နာရီဆိုတော့ကျွန်တော်မြန်မာဂျင်း12နာရီခွဲလောက်ပေါ့နော်12နာရီခွဲလောက်မှာကျွန်တော်တို့ဟာရှိပါတယ်ကျွန်တော်ဒီ Federal Reserve က rate decision ရှိပါတယ် Okay အမှန်မှန်ကတော့ကျွန်တော်တို့ဒီ rate တို့ပါတော့ကအခုအချိန်က ဒီ US ကဒီ rate တို့ဘာတော့အမှန်မှန်တော့ cut လုပ်တင်ပြီလို့ကျွန်တော်မြင်တယ်ဒါကျွန်တော်အကျွန်တော်အမြင်မှာဘာဖြစ်လို့လဲဆိုတော့သူတို့မှာဒီသူတို့မှာဒီ CPI လို့ခေါ်တဲ့ဒီ um ဒီ US ကဒီ CPI data ပေါ့နော် inflation ကဒီလောက်အများကြီးမဟုတ်ပါဘူးအဲ့တော့ဒီ Federal Reserve ကသတိပြုရမှာဒီသူတို့ရဲ့ဟိုပါဘောနော် rate decision ကဒီ CPI ကများနေရင် rate က cut မလုပ်တင်တာတော့မှန်တယ် တဘောဗျာဟို inflation ဘာလို့ rate cut လုပ်ရင်သူက theory ဟာဗောနော် theory အရဒီကျွန်တော် inflation တက်လာလို့တက်လာလေးရှိပါတယ်အဲ့တော့ဒီကျွန်တော် inflation ကို rate cut လုပ်ရင် rate cut လုပ် rate ကို cut လုပ်ရင်เนาะ inflation တက်လာလေးရှိပါတယ် okay ဒါပေမဲ့အခုလောလောဆယ် inflation တက်နေတာမှမဟုတ်တာအမှန်မှန်သူတို့ရဲ့ CPI data ပဲတွားကြည့်အမှန်မှန် inflation က over the cost of a year ဗောနော်အမှန်မှန် down ဖြစ်နေတဲ့အချိန်ဖြစ်ပါတယ် အဲ့ဒီဟာကို Federal Reserve ကကျွန်တော်ကတော့အမြင်တော့သူတို့မှာ political reason ရှိတယ်လို့ထင်ပါတယ်သူတို့အချင်းချင်းလဲเนาะ Trump နဲ့ဒီဒီ Federal Reserve ကလည်းနည်းနည်းဟိုနည်းနည်းစောင်းနေတဲ့ဇလန်းမှာရှိတယ်အဲ့ဒီတော့အာကျွန်တော်ထင်တယ်တမင်တကာ political reason ရ rate ကို cut မလုပ်ဘူးလို့ကျွန်တော်မြင်တယ် okay out of out on trump ကသူအခုလောလောဆယ်အဟိုဘောနော်ဒီဟိုဒီသူ federal reserve chairman ကိုမကျင်းတဲ့အကြောင်းပါညာသူတို့ထွက်လာတာဖြစ်တယ် โอเค but သူတို့နောက်ကွယ်မှာတခုခုတော့နားလည်မှုရထားပြီးနေတူတယ်ဘာလို့ဆိုကျွန်တော်တို့လွန်ခဲ့တဲ့တပတ်လောက်ကအာဒီ Trump ကနည်းနည်းလေးအတန်လေးယော့သွားတာကိုကျွန်တော်သိထားမိတယ်โอเค anyway အဲ့တော့ဒီနေ့ကိုသူတို့ rate ကိုဟိုဘာလို့ဖို့သူတို့ရှိပလဲဆိုတော့ဒီနေ့ကတော့သူတို့ rate က US rate က4.5%ဖြစ်ပါတယ်โอเคဒါပေမဲ့သူတို့အခုလောလောဆယ် cut လုပ်ဖို့တော့အစီအစဉ်မရှိသေးဘူးလို့တော့ကျွန်တော်တို့သူတို့မှန်းထားတယ်โอเคအဲ့တော့ကျွန်တော်တို့ဘာလို့တခုမှသွားကြည့်လို့ရလဲဆိုတော့ ကျွန်တော်တို့ Fedwatch 2လို့ခေါ်တယ်โอเค Fedwatch 2ဆိုတာကျွန်တော်ဒါ Google မှာရိုက်ထည့်လို့ရပါတယ်ဒါသူတို့ရဲ့ထင်ကြီးပေါ့เนาะအာကျွန်တော်တို့ဒီ rate ကို cut လုပ်မယ်မလုပ်ဘူးဆိုတာထင်ကြီးပေးထားတဲ့ website တစ်ခုပါတခုကျွန်တော်သတိထားမိတာကဒီကျွန်တော်တို့ Powell ကဟိုဟာเนาะဒီကျွန်တော်တို့ဒီ Federal Reserve Chairman ဖြစ်တာကျွန်တော်ထင်တယ်၈နှစ်လောက်ရှိပြီထင်တယ်โอเค၈နှစ်လောက်ရှိပြီကျွန်တော်စပြီး trade လုပ်တော့ Powell မတိုင်မီက Janet Yellen ဆိုတာရှိတယ်အာအမျိုးသမီးတို့ Janet Yellen မတိုင်မီက Ben Bernanke ဆိုတာရှိတယ် โอเคအဲ့ကျွန်တော်စ trade တုံးကအဲ့ Benbanaki ခစ်โอเคအဲ့တော့ဟိုเนาะတော်တော်လေးတော့ဟိုကြာခဲ့ပြီပေါ့เนาะโอเค anyway ဒီ power ဒီ min ကျွန်တော်၈နှစ်လောက်ရှိပြီโอเคအဲ့တော့ဒီဒီမှာတို့ကဘာမှန်းထားလဲဆို rate ကို cut မလုပ်ဘူး95%ကတော့ cut မလုပ်ဘူးလို့တော့တို့ထင်ကြီးပေးထားတယ် โอเคအဲ့တော့ rate တိုးမှာတော့လုံးဝမတိုးမှာတော့လုံးဝထေကြတယ်အဲ cut hold လို့ for 95% cut လို့ for 4%အာလောက်တော့ရှိတယ်โอเคအဲ့တော့ rate မကဖြစ်ဖို့များတယ်โอเค rate မကဘယ်နဲ့ rate hold ဖြစ်ဖို့များတယ်โอเคအဲ့ဒီတော့ဒီကောင်เนี่ยတစ်ဖက်က rate cut မဲ့လုံးမဲ့အစားဒီကောင်เนี่ยတစ်ဖက်ကဘာဘာတွေလုတ်လာလဲဆိုတော့ rate cut လုပ်တယ်ဆိုတာဒီကောင်เนี่ยဟောပါဘောเนาะဒီကျွန်တော် rate cut လုပ်လိုက်တာအပြင်ကျွန်တော် US US ကဒီ economy ပဲပြောမလားဒီ fund uh max market ပဲပြောမလားအဲ့ဒီတွေကိုဒီကောင်ကပတ်စံနေပို့ပြီးတော့ liquidity ပို့ဝင်တာပို့ဝင်လာအောင်လောက်တာဖြစ်တယ် okay ဒါသူရဲ့ indirectly indirectly impact ဖြစ်အောင်လောက်တာဖြစ်တယ် rate cut လုပ်တယ်ဆိုတာ okay ဒါပေမဲ့ federal reserve ကအဲ့တခုတည်းအဲ့တခုတည်းရှိလားဆိုတော့မဟုတ်ဘူး okay ဒီကောင်တွေကအဲ့ဒီအဲ့ဒီဒီ federal reserve ကနေပြီးတော့ဒီ US economy တဲ့ကို liquidity ပေါ့နော်ပတ်စံနေဝင်လာအောင်လို့ breathing ဒီကောင်နဲ့လုပ်လို့ရတာမဟုတ်ဒီကောင်နဲ့မှတခြားနီးလန်းနေလဲရှိတယ်အဲ့တော့ဒီကောင်နဲ့မနေ့ကမနေ့ကဒီကောင်နဲ့အာတခြားနီးလန်းနဲ့เนาะတခြားနီးလန်းနဲ့ဒီကောင်နဲ့ဟို liquidity တွေ pump လုပ်တယ်လို့ဒီကောင်နဲ့သတင်းသတင်းတစ်ခုထွက်လာတယ်ကျွန်တော်ဒီကောင်ကိုရှာကြည့်တာကတော့ဟိုရာဂိုင်းဖြစ်ပေါ်ရာဂိုင်းတော့တော်တော်လေး90%လောက်တော့ရှိတာပေါ့เนาะအဲ့တော့ဒီကောင်ကဘာဖြစ်လဲဆိုတော့ Federal Reserve ကသူတို့နှစ်ယောက်ဟိုပါပေါ့เนาะသူတို့နှစ်ယောက်ဒီအမ် ဒီ power က rigi cut လောက်လိုက်ရင်เนาะဟိုဟို Donald Trump မျိုးကိုအရင်ကြီးကိုဘယ်လိုခေါ်မလဲအာเนาะ Donald Trump နောက်အရင်ကြီးလိုက်တဲ့ပုံစံရင်အရင်တည်တာသွားမယ်ထင်လို့ကျွန်တော်ထင်တာဒီကောင်တွေ red cut လုပ်မယ်ဆိုတာဒီကောင်တွေတစ်ဖက်နီးနေဒီကောင်တွေဒါ QE တွေလုပ်နေလို့ကျွန်တော်မြင်တယ်ဘာလို့ဆိုတော့ red cut လုပ်တာနဲ့ red cut red cut လုပ်တာလည်းအမှန်မှန် QE ပဲ okay သူတို့ဒီ treasury ရဲ့ federal reserve က treasury ရဲ့ bond ကိုဝယ်တာလည်းအမှန်မှန် QE ပဲဆိုတော့သူတို့ရဲ့ ultimate goal က QE ပဲ okay alright buy bond buying ပေါ့နော် ultimate goal က QE ပဲအဲ့ဒီတော့သူ rate cut ကိုမသွားဘဲနဲ့ကျွန်တော်ထင်တာဒါကြောင့်တစ်ဖက်လက်နဲ့တကောင် bond ကို buy လုပ်နေရလို့ကျွန်တော်မြင်တယ် okay အဲ့ဒီတော့ bond ကို buy လုပ်တော့ဘာဖြစ်လဲ okay bond ကို buy လုပ်တော့ခုနပြောသလိုဒီ market ထဲမှာ QE ဆိုတဲ့ effect ကိုတက်ရောက်တဲ့အတွက်ဒီ liquidity တွေများလာဖို့ရှိတယ် okay အဲ့တော့ liquidity များလာရင်ဘာဖြစ်တတ်လေးရှိလဲဆိုတော့သူရဲ့ risk assess တွေက risk assess เนาะ risk assess တွေက အာဈေးနှုန်းတက်သွားလေးရှိတယ်ဥပမာဖြင့် stock market တို့เนาะဥပမာဖြင့် stock market တို့ရွှေတို့เนาะရွှေ gold and silver တို့အာ bitcoin တို့เนาะအဲ့ကောင်တွေတက်သွားလေးရှိတယ် okay အာဟိုဟာပေါ့เนาะဒါကျွန်တော်ဟိုခုနဲ့တခု link လုပ်ပြီးတော့စဉ်းစားတာကိုကျွန်တော်ပြောပြတာ okay အဲ့တော့ federal reserve က QE ကိုဟိုဟာပေါ့เนาะတစ်ဖက်လက်နဲ့လုပ်နေပြီအဲ့တဲ့အတွက်အတွက်ကြောင့်ခုနပြောဆို stock market တို့ gold တို့ bitcoin တို့ကဈေးကျဖို့တိတ်အရင်ရာခိုင်နှုန်းနဲ့နေသွားပြီ โอเคကျွန်တော်ပြောတဲ့သဘောပေါက်မှလည်းတွေ့တယ်เนาะအဲ့တော့ market က fundamentally driven ဖြစ်တဲ့အတွက်ချက်ချင်းတော့ပေါ်ကြီးမှပေါ်မယ်ဒါပေမဲ့ဟိုဘာပေါ့ in the longer run ပေါ့เนาะကျွန်တော်ထင်တာ market က set step ဖို့များဇလန်းပိုရှိတယ်လို့ကျွန်တော်ထင်တယ်โอเคကျွန်တော်ရှင်းပြတော့နားလည်လိမ့်မယ်လို့ကျွန်တော်ထင်တယ်။အဲ့တော့ market ကဒီရွှေတို့ဘာတို့လဲ set တက်ဖို့ဇလန်းပို့ပြီးတော့များရှိတယ်လို့ကျွန်တော်ထင်တယ်။โอเคအဲ့ဒီတော့ဒီနေ့က rate ကို um rate က cut မလုပ်ဘူးဆိုတော့90%တေချာလောက်ရှိသွားပြီ အကယ်ဒါပေမဲ့လမ်းတစ်ဖက်ကလည်းဒီကောင်နဲ့ QE ကိုစနေပြီကဲအကယ်၍များအကယ်၍များနော် surprise ပေါ့နော်အကယ်၍များဒီ Federal Reserve က rate များ cut လုပ်ခဲ့ရင်ဥပမာ4.5 to 4.25များလုပ်ခဲ့တယ်ဆိုရင် stock market က gold ရောဘာရောပို့ပြီးတော့တောင်တက်ဖို့ဇလန်းပို့ရှိတယ်ကဲအဲ့လေးတစ်ချက်လေးကိုမှတ်ထားပေးပါကျွန်တော်ဒါကိုပြောချင်တာဖြစ်တယ်โอเคအဲ့တော့ anyway ဒီနေ့ IFOMC ကိုကျွန်တော်သတိထားဖို့လိုတယ်โอเค rate ကတော့မကပ်လုပ်ဖို့များတယ်ဒါပေမဲ့ cut များလုပ်ခဲ့ရင် market ကြီးကပိုးပြီးတော့များတက်သွားဖို့ဇာတ်လမ်းရှိတယ်โอเคကျွန်တော်ဒါကိုပြောချင်တာပါโอเคအဲ့ဒီတော့နောက်တစ်ခုကျွန်တော်ပြချင်တာကတော့ဒီကျွန်တော် money supply ပါโอเค money supply ကတော့ကျွန်တော်ဒီ market ထဲမှာရှိတဲ့ဒီကျွန်တော်နိုင်ငံတွေရဲ့အာဟိုပတ်စံပေါ့နော်ပတ်စံတွေဒီသူတို့ market တွေထဲမှာဝင်နေပေါ်မူတရားဟိုပြချင်းဖြစ်တယ်အခုဒီကောင်ကိုကြည့်ကြပြတော့ market ကြီးကလုံးဝ money supply overall တက်နေတာဖြစ်တယ်အဲ့တော့အာနိုင်ငံတွေကတော့တစ်ခုတစ်မျိုးမဟုတ်တစ်မျိုးပေါ့နော်ဒီကောင်တွေကတော့ပတ်စံတွေရိုက်ထုတ်နေတာဖြစ်တယ်โอเค all right so အဲ့တော့ကျွန်တော်တို့ဒီ market ကိုတစ်ချက်လေးတွားလိုက်အောင်နဲ့ဒီ day လေးပေါ့နော်ကျွန်တော်ခုနရေဘူးအဖြစ်ကိုကျွန်တော်လည်းရှင်းပြပြီးပြီးအာဒီ day လေးကိုတစ်ချက်တွားလိုက်အောင် okay um british pound okay british pound ကဘာဖြစ်နေလဲဆိုတော့ british pound ကအခုကျွန်တော်တစ်ချက်เนาะဒါကျွန်တော်နည်းနည်း detail ဒါကျွန်တော်ဒါ daily time frame ဖြစ်တယ် ကျွန်တော်ဒါ future market ကိုအာကျွန်တော်ပြခြင်းဖြစ်တယ်အဲ့ဒီတော့ဒီ future နဲ့ spot market ကျွန်တော် spot market ဆိုတော့ကျွန်တော်တို့ဒီအာ CFD เนาะဟို forest broker တွေမှာပြရတဲ့ဟာနဲ့အာဆင်နေအဲ့တော့ဟို price တော့နည်းနည်းလေး kwain kwa မယ်ဒါပေမဲ့အတက်ကြအတူတူပဲ okay အဲ့တော့ဒီကောင်တွေကဘာဖြစ်နေလဲဆိုတော့အခုလောလောဆယ်ဒီကောင်တွေကဒီနေရာကိုတက်ဖို့ဒီကောင်တွေတာဆူနေတာဖြစ်တယ်ဒီဒီလောက်လောက် level ကိုအာတက်ဖို့နှစ်ခေါက်လောက်သုံးခေါက်လောက်သွားပြီးပြီ okay ဒါပေမဲ့ဒီမှာကျတော့ဒီပြေးနေတော့ဟိုပြန်ပြီးတော့ဟိုဖူးဘက်လို့လိုက်တိုင်းဟိုဟိုဒီကောင်ကပြန်ပြန်ပြီးတော့တက်လာတော့ကျွန်တော်မြင်နေရတယ်အဲ့တော့ကျွန်တော်အထင်ကတော့ဘာဖြစ်ဖို့များလို့ဆိုဆက်ပြီးတော့တက်ဖို့ကျွန်တော်မြင်မြင်နေ โอเคတခုတော့ရှိသေးတယ်ဒီကောင်ကတော့ဒီ level ပေါ့เนาะဒီ level လေးကိုအာတက်သွားဖို့တော့လိုသေးတယ်အဲ့တော့ကျွန်တော်အမြင်ကတော့ဒီခုနအဲ့ဒီဟာဟာ rate rate တို့ဒီ QE တို့နဲ့ပတ်သက်ပြီးတော့ဒီကောင်ဆက်ပြီးတော့တက်ဖို့များရှိတယ်လို့ကျွန်တော်မြင်တယ်အဲ့တော့ British pound တို့ဘာတော့ကတော့ um ဟာပေါ့เนาะ slightly bullish ဆိုတဲ့ဇလန်းလင်းမှာနည်းနည်းရှိသေးတယ်โอเคအဲ့တော့ရောင်းလာတဲ့စာရင် away ကိုနည်းနည်းစောင့်ပြီးတော့အားပေးသင့်တယ်လို့ကျွန်တော်မြင်တယ်โอเคဘယ်နေရာသွားနိုင်လဲဆိုတော့ကျွန်တော်မနေ့က high ဖြစ်တဲ့ 1.34တို့1.344တို့ဒီ level လောက်တော့ကျွန်တော်ထင်တာအသာလေးပြန်တက်နိုင်တယ်လို့ကျွန်တော်မြင်တယ်အဲ့တော့အာရောင်းလာတဲ့ဆိုင်ဝယ်တာကိုပို့ပြီးတော့နည်းနည်းပို့အားပေးတယ် okay all right another one is euro okay euro euro လဲအဲ့ဒီလိုပဲကျွန်တော်ကတော့ဒီကောင်းတွေက um ဟိုပါနော်ဒီကောင်းတွေက delivery မှာ support တွေရှာတယ်လို့ကျွန်တော်မြင်တယ်ပြီးတော့မြင်မြင်တဲ့အတိုင်းပဲ ဟိုဆက်ပြီးတော့အရင်ကြီးမဆင်းသွားဘူးမဟုတ်စိဒီကောင်ဆိုလဲဒီမှာကြီးကျွန်တော်ပြည့်ရက်တစ်ခေါက်ကောက်ပြမယ်เนาะပြည့်ရက်တစ်ခေါက်လဲအဲ့လိုပဲသူတို့တွေအာ market တက်လာတယ် right တက်လာတယ်ဒါပေမဲ့ခုနဒီကောင်နဲ့ဟိုပြီးခဲ့တဲ့ support လုံးဝပြန်မဆင်းတော့ဘူးတဖြည်းနဲ့ support တွေတက်တက်လာတော့သတိထားမိလိမ့်မယ်တွေ့လားအဲ့တော့ပြောချင်တာဒီ market ကအာ longer term ကတော့ bullish sign နဲ့မှာပဲလို့ကျွန်တော်မြင်တယ် okay အဲ့တော့ဒီ level ကိုပေါ့နော်ဒီ level ကိုမကြမချင်းကျွန်တော်တို့ဒီ1.3 1.13ပေါ့နော်မကြမချင်းကတော့ ပို့ပြီးတော့ဆက်ပြီးတော့နည်းနည်းတက်နိုင်ဖို့အခြေအနေရှိတယ်လို့ကျွန်တော်မြင်တယ်โอเคအာ British pound လို့ဘာလို့လဲဆိုင်တော့ euro ကနည်းနည်းပို့ weak ဖြစ်တာပေါ့နော်ဘာလို့လဲဒီကောင်တွေကဒီဘက်ကလည်းအာကျွန်တော်ဒီလိုမျိုးပြောကြည့်ဆိုရင် wave analysis နဲ့ပြောကြည့်ဆိုရင်ဒါကျွန်တော်တို့ဒါဟောပါပေါ့နော်ဒါဆို high higher အာ higher low အာဒီကောင်တွေမှာတော့ဒီကောင် higher low နဲ့နည်းနည်းပြန်ဆင်းသွားတယ်အဲ့တော့ wave အဖြစ်ပြောကြည့်ဆိုရင်ဒီကောင်ကအာနည်းနည်း weak ဖြစ်တယ်လို့ပြောလို့ရတယ်โอเคအဲ့တော့ British pound ပို့ပြီး strong ဖြစ်တယ်โอเคကျွန်တော်နည်းနည်းလေးဆက်သွားလိုက်မယ် um this this guy ဒီကောင်ကတော့ကျွန်တော်တို့မှန်းထားလုံးဝတက်မယ်လို့ကျွန်တော်ထင်ထားတယ်အဲ့တော့ခုနကပြောသလိုတက်တောင်တော်တော်လေးတက်သွားပြီကျွန်တော်နည်းနည်းလေးပဲဆက်တက်ဖို့လိုတော့တယ်အဲ့တော့ကျွန်တော်တို့ရောင်းဖို့တော့လုံးဝစိတ်စိတ်ကူးမရှိဘူးအာဒီလိုမျိုး level တွေကနေပြီးတော့ဆောင်းပြီးတော့ဝယ်သင့်တယ်လို့ကျွန်တော်ထင်တယ်အဲ့တော့ um ရောင်းလာတဲ့ sign ဝယ်တာပို့ပြီးတော့အာအကျိုးရှိတယ်လို့ကျွန်တော်ထင်တယ်အလွဲတကူပေါ့နော်1.6 54လောက်ကိုများကျွန်တော်တင်တာတွားမယ်လို့ကျွန်တော်မြင်တယ် အဲ့တော့အမ်ကျွန်တော်နဲ့တက်တက်ဖို့တော့ပို့ပြီးဇလန်းရှိသေးတယ်။ Okay တခုရှိတာကဒီလိုမျိုးပေါ့နော်ဒါကျွန်တော်တို့ဒါပြီးခဲ့တဲ့ previous swing နေပေါ့နော်ဒီလိုမျိုးတွေကိုမျိုးထိပြီးတော့အာနည်းနည်းအောက်ဆင်းသွားရဆိုတော့ဒါကျွန်တော်နောက်ထပ်တစ်ခုစဉ်းစားရအောင်မယ်။အခုလောလောဆယ်ကတော့ဟိုကိုစောင့်စောင့်ပြီးတော့ဝယ်တာပို့ပြီး weight and buy is is a bad choice better choice ပြောရအောင်နော်။ Okay. All right. New Zealand New Zealand လဲအော်ဇီလိုပဲ။ All right. ဆိုနယူးဇီလန်နဲ့အော်စီလိုပဲခုနဒီကောင်နဲ့ double top ကိုဖြစ်နေတဲ့အတွက်ပြန်ဆင်းလာတယ်အာဒါပေမဲ့ခုနကျွန်တော်တို့ဟိုရောင်းတင်သလားဆိုရဲဆိုရဲဟာယူလဲဟိုရောင်းအောင်အောင်လဲအဲ့လောက်ကြီးတိမဆိုအောင်ဖြစ်သေးပါအဲ့တော့လိုက်ပြီးတော့ရောင်းမယ်ဆိုတာဒီနောက်လောက်မှာပေါ့နော်0.0.590လောက်မှာဝယ်သင့်တယ်လို့ကျွန်တော်ထင်တယ်โอเคအဲ့တော့ bearish ဖြစ်သလားဆိုတော့အရင်ဟို bearish ကို sign ကိုကျွန်တော်ထင်တာတော့မပြဘူးလို့ကျွန်တော်ထင်တယ်โอเค all right နောက်အရေးကြီးတာ go all right โอเคရွှေကโอเคရွှေကတခုရှိတာကကျွန်တော်ဒီမှာအရင်ဒီမှာအရင်တက်သွားတဲ့အတွက်အရင်တက်သွားတဲ့အတွက်ဒီကောင်ပြန်ပြီးဖူးပဲလောက်လာပြီးပြီโอเคဒါပေမဲ့ခုနခုနကျွန်တော်တို့မြင်မြင်ထားတဲ့အတိုင်းပဲရွှေကပြီးခဲ့တဲ့ swing support တော့မှဒီကောင်ကမစင်နိုင်သေးဘူးတူလားဒါဆိုဒီကောင်ဆို resistant ဒါဆိုဒါ resistant all right ဒါဆို support so ရွှေကပြန်ဆင်းလာပြီးတော့ဒီကောင် resistant ကိုသွားပြီးတော့ထိတဲ့ယုံပဲရှိသေးတယ်အဲ့တော့ကျွန်တော်ကတော့ရွှေကိုလုံးဝ အာဘာနော် full amount တွေပိုင်းနဲ့ရောင်းတင်တယ်လို့ကျွန်တော်မထင်ဘူးကဲဘာလို့လဲဆိုရွှေမာကခုနကျွန်တော်တို့ဒီကြာဆိုခုနထားရဲ့ resistance ပေါ့နော်ဒါ resistance ဆိုဒီ level ဒီ level support ပြန်ဖြစ်သွားတယ်ပြီးတော့ဒီမှာလဲ support ရရရှိသေးတယ်အဲ့တော့ရွှေကဆင်းလာခဲ့တယ်ဆိုရင်တောင်မှဒီနေရာတွေကိုဖောက်ဖို့တော်တော်ကြီးကိုတို့အားထုတ်အောင်မယ်โอเคအဲ့တော့အာရောင်းဆင်းဖို့တဲ့တက်ဖို့ကပို့ပြီးရခိုင်လုံးများတယ်လို့ကျွန်တော်ထင်တယ် โอเคအဲ့တော့ရွှေရဟုတ်ပြီကျွန်တော်တို့ဘယ်နားလောက်ကဝယ်ဖို့ကျွန်တော်ထင်တာ try လုပ် try လုပ်တင်တယ်ရွှေရအခုလောလောဆယ်ကကျွန်တော်တို့ဟွာလောက်ရှိတယ်3398လောက်ရှိတယ်ဒါကျွန်တော်ဒါဟွာเนาะ um uh future price ပါကျွန်တော် spot price နည်းနည်းလေးကြာချင်းကောင်းမယ်အဲ့အဲ့လေးကိုနည်းနည်းလေးတော့ဟိုเนาะရှင်းကြည့်ဖို့တော့လိုမယ်โอเคဒီလောက်လောက် level လောက်ထိ AC ဆင်းဖို့ကျွန်တော်ကတော့ထင်တယ်တဘော3340အဲ့တော့ရွှေရနောက်တဲ့90လောက်ထိဆင်းနိုင်တယ် if they want to โอเคအဲ့ဒါပေမဲ့ဒီ level တွေက ဒီ level တွေပေါက်ပြီးအောက်ဆင်းသွားဖို့တော်တော်လေးခက်တယ်လို့ကျွန်တော်မြင်တယ်โอเคပြီးတော့နောက်တစ်ခုကအဲ့လိုမျိုးဒီတို့ QE တို့เนาะ QE တို့အမ် QE တို့နောက်တစ်ခုကဒီကျွန်တော်တို့ဒီဟောပေါ့เนาะ rate decision တို့ဘာလို့ပေါ့မူတည်ပြီးတော့ရွှေရလဲကစားမယ်လို့ကျွန်တော်မြင်တယ်အဲ့တော့ရွှေရ longer term ကတော့တက်ဖို့ရှိသေးတယ်โอเคရွှေရ longer term ကတော့တက်ဖို့ရှိသေးတယ်အဲ့တော့ဟို short term မှာတော့ဥပမာပြကျွန်တော်တို့ bearish candle မြင်လို့အာရောင်းလိုက်မယ်ဆိုရင်ကိုကရောင်းနေဆိုရင်ကိုကသတိထားဖို့ကโอเคကိုကဒီဟောပေါ့เนาะ counter trend trade လုပ်ထားတဲ့အတွက် အနည်းလေးများပြန်တက်လာခဲ့တယ်ဆိုရင်ကိုကပိတ်ပြီးတော့ဟိုဘယ်လိုခေါ်မလဲ stop or the risk ဟို loss you အကြီးမဖြစ်ပါစေနဲ့ဘာလို့ဆိုတော့ trader တွေများသောအားဖြင့်ဘာဖြစ်တတ်လေးရှိလဲဆိုတော့ဈေးကတက်လာတယ်ဗျာအာဝယ်ဖို့အောင်လဲကိုက support level မှာမဟုတ်မနေဘူးအဲ့တော့သူကမဝယ်ဘူးအာရောင်းဖို့အောင်လဲဒီမှာလေး red color candle လေးဖြစ်တဲ့တဲ့သူကရောင်းချလိုက်ကောဒါ resistant เนาะအဲ့တော့ trader ရောင်းချလိုက်ကော तू သတိမထားမိတာ तू ကဒီ counter train trade နေတာဖြစ်တယ်။ဘာလို့လဲဆိုတော့ကျွန်တော် train ရ up train ကိုဟုတ်တယ်မလား။အဲဒါမဲ့ तू ကရောင်းထားပြီးတော့ဘာဖြစ်သွားလဲဆိုတော့ तू ရောင်းပြီးတော့သူ့ရဲ့ဟိုပါပေါ့နော်အာ original intention ကမေ့သွားတယ်။အဲ့တော့ဘာလို့ဆိုတော့ market ထဲမှာ तू အရင်ကိုစိတ်ကဝင်သွားပြီးတော့ market ကအကယ်၍မြန်ပြန်တက်လာခင် तू ကအဲ့ခုနပြောတဲ့ minus တွေကိုပဲကြည့်ပြီးတော့သူ့ရဲ့ original intention ကပြတ်မေ့သွားပြီးတော့ခုနပြောဆိုဟိုတက်လေလေ तू ပို့ပြီးတော့ဟိုဘယ်လိုခေါ်မလဲ flow မိတယ်ဆိုပြီးတော့ light လေလေဖြစ်ကုန်။တော်ပါလား။ အမှန်မှန် तू ကဒါလေးကိုဒီ red color candle လေးတစ်ခုကိုပဲကြည့်ပြီးတော့ပြေကိုက तू ကရောင်းလိုက်တာနော်ဒါပေမဲ့ခုနကပြောသူရဲ့ original idea မေ့သွားပြီးတော့အပေါ်တက်သွားလေးလေး float meet လေးလေးဟိုခုနကပြောသူထပ်ပြီး short လေးလေးဒါမှမဟုတ် stop loss တွေကိုပို့ပြီးတော့ wide လုပ်လေးလေးဖြစ်ပြီးတော့တကယ်လဲနောက်ဆုံးမခံနိုင်လို့ပိတ်လဲပိတ်ချလိုက်ကောမမှန်ကဘာမှမဟုတ်သူရဲ့ major long သူရဲ့ဒီ normal trend နဲ့တက်သွားတာပဲဖြစ်တယ်အဲ့တော့ဒီမှာ तू အများကြီးရှုံသွားပြီโอเคအဲ့ကြောင့် ကိုက trade လုပ်တယ်ဆိုကိုဘာကြောင့် trade လုပ်တယ်ဆိုတာကိုဘာကြောင့်ကိုဒီ trade ကို enter လုပ်တယ်ဆိုတာကိုကို firm လုပ်ဖို့လိုတယ်ဘာလို့ဆိုတော့ကိုက side trade လုပ်လိုက်တာနဲ့အာခုနပြောဒေါ်လာအပေါင်းနှုတ်တွေเนี่ยကိုကိုကိုကပြာသွားပြီโอเคအဲ့ဒီတစ်ချက်သတိထားပေးပါနော်ကိုက trader ကအဲ့ကြောင့် planning လို့ process လို့ဆိုတာအရင်ရေးကြည့်တယ်လို့ပြောတာဖြစ်ပါတယ်โอเคကွာဘာကြောင့် trade အမှန်မှန်တော့သူဒီဒီကောင်လေးကို trade လုပ်တာဒါဒီအနီအောင်လေးမှုတ်လို့တာ trade လုပ်တာဖြစ်ဖြစ်မယ်အဲ့တော့အနီအောင် trade လုပ်တယ်ဆိုရင်တော့အကယ်၍မြန် price ကဒီထက်တက်သွားရင်သူ့ရဲ့ position က hold လုပ်ဖို့ အကြောင်းမှမရှိတော့တာမဟုတ်ဘူးလားနော်အဲ့လိုမျိုးအဲ့တော့ခုနပြောဆို trader တွေကဟိုရှုံးရင်လည်းဟို float တွေကိုဆက်ပြီးတော့ hold လုပ်တာတော့ stop loss ပိုက်တာအဲ့အရာတွေကပြဿနာ okay analysis ကပြဿနာမဟုတ်ဘူးအဲ့ trade လုပ်ပြီးတော့ကိုယ့်ရဲ့ကိုယ့်ရဲ့ဟိုကိုယ့်စိတ်ကိုကိုယ်မထိနိုင်တာပြဿနာ okay အဲ့တော့ကျွန်တော်ကတော့ဒီကောင်က market ကိုပြန်ပြီးသွားမယ်ဆိုရင် market ကဆက်ပြီးတက်ဖို့ရှိတယ်လို့ကျွန်တော်မြင်တယ်အာနောက်ထပ်ဟိုပါနော်နောက်ထပ်ဒေါ်လာ340လောက်ဆင်းဖို့တော့ဖြစ်နိုင်တယ်ဒါပေမဲ့ဝယ်ဖို့ပဲချောင်းနေတယ်လို့ကျွန်တော်ထင်တယ် okay so this is a gold market now တက်တခုကျွန်တော်ကြိုက်တာတခုက silver because ကျွန်တော် trading က gold ပဲကျွန်တော်အပအား site ကြတယ်ကျွန်တော်အမြင် silver ပို့ပြီးတော့ဟိုတက်ဖို့နည်းနည်းတာဆူနေရလို့ကျွန်တော်မြင်တယ်ဘာလို့လဲဆိုတော့ gold က all time high ဖြစ်နေကြပြီဗျာ silver ကတူလား all time high မဖြစ်တာဟိုဘယ်လိုခေါ်မလဲပို့ပြီးတော့ um ပို့ပြီးတော့ um ဟိုဘောနော chance ပို့ရှိရလို့ကျွန်တော်မြင်တယ်โอเคအဲ့တော့ gold နဲ့ gold ကိုလောင်းမဲ့အစား silver ကိုလည်းလောင်းလုံးနိုင်တယ်လို့ကျွန်တော်ထင်တယ် โอเคတခုတော့ကျွန်တော်နည်းနည်းလေးသတိကြိုပေးပြစေအာ go တဲ့ဆိုင် saver ပို့ပြီး volatile ပို့ဖြစ်တယ်အဲ့လေတော့တစ်ချက်သတိထားပါအဲ့ဒီအတွက်ကြောင့်အာ saver ကို trade လုပ်မယ်ဆိုရင်เนาะအဲ့ဒီအတွက်ကြောင့် saver ကို trade လုပ်မယ်ဆိုရင်အာဟောပါเนาะအာကျွန်တော်တို့ဟောပါ loss side ကိုတစ်ချက်လေးသတိထားပေးပါโอเคအဲ့တော့ go နဲ့ saver တော့ကျွန်တော်က long term တော့ stay quite bullish လို့ကျွန်တော်ထင်တယ်โอเค ျွန်တော်အကဲဝေးများတစ်ခုခုကိုနော်ဟိုမြင်ခဲ့တယ်တစ်ခုခု update ဖြစ်လာခဲ့တယ်ဆိုရင်ကျွန်တော်ထပ်ပြီးတော့ update လုပ်ပေးပါမယ်။ Okay အခုလောလောဆယ်ဒီကျွန်တော်ဒီ Federal Reserve ကဒီ bond တွေဝယ်နေတာဘာညာဆိုရင်အတွက်ကြောင့်ကျွန်တော်တော့ဒီဒီနှကောင်းအစေးပို့ပြီးတော့တက်ဖို့တော့ကျွန်တော်မြင်တယ်။ Okay All right အာနောက်ဆုံးတစ်ခုကတော့ US market All right um US market လဲထိုနည်း၎င်းပဲကျွန်တော်တို့ဒီ Trump ရဲ့ tariff ပါညာဇလန်းနဲ့ပတ်သက်ပြီးဒီကောင်ကလုံးဝလုံးဝဆင်းသွားလိုက်တာအခုလောဆယ်တော့ဒီကောင်တွေကဒီဒီဟိုဒီဟောက်တောင်ပြန်ပြီးတော့တက်ဖို့ကြိုးစားနေကျွန်တော်ကတော့မြင်သားတော့ဒီကောင်ပြန်ပြီးတော့တက်မယ်လို့ကျွန်တော်ထင်တယ်။ Okay အခုလောလောဆယ်ကဒီကောင်တွေကအဲ tariff ကိစ္စရင်းနဲ့ငြိမ်သွားပြီဆိုရင်ငြိမ်သွားပြီဆိုရင်အဲကျွန်တော်ဒီဟိုပေါ့နော်အာ rate cut လုပ်တာတွေအဲပြီးတော့ bond buying နေကြောင်းကျွန်တော်ထင်ဒီကောင်က stock market ပို့ပြီးဇလန်းပို့ပြီးတက်ဖို့ရှိတယ်လို့ကျွန်တော်မြင်တယ်။အဲတော့အာရောင်းလာတဲ့ဆိုင်ဝယ်တာပို့ပြီးတော့ ပို့ပြီးတော့ဟိုရကိုင်းလုံးပုံများတယ်လို့ကျွန်တော်ထင်တယ်။ Okay ကျွန်တော်တခုပြပြစေ။ Okay stock market က crash ဖြစ်ရင် Okay ဒီကောင်เนี่ยအများဆုံးအဖြစ်ရဒီကောင်ချက်ချင်း crash မဖြစ်ဘူး။ Okay ချက်ချင်း crash မဖြစ်ဘူးကျွန်တော်ဥပမာတခုပြပြစေ။ Okay um ဒီကောင်เนี่ยအဲ့လိုမျိုး crack တွေစပြီးတော့เนาะ crash ဖြစ်ဖို့စပြီးတော့ဟိုအာဟောပေါ့เนาะအဲစပြီးတော့နမိတ်နေနမိတ်တွေပြလာပြီဆိုရင်ဒီကောင်เนี่ยဘာဖြစ်တတ်လဲဆိုတော့ဒီကောင်အဲ့လိုမျိုးလုံးဝဟို flash crash ပေါ့เนาะ flash crash ဖြစ်သွားပြီးတော့ ပြန်တက်ပြီးတော့မှနောက်တော့မှတဖြည်းဖြည်းဆင်းတာဒီလိုမျိုးဒီကောင်ဖြစ်တာโอเคကျွန်တော်ဘာလို့ပြောရလဲဆိုကျွန်တော်ဥပမာပြမယ်โอเคဒါကျွန်တော်ဒါ2021เนาะဒါ sorry 2025เนาะကျွန်တော်ဒီခုပြမယ်ကျွန်တော်နေနောက်ចောင်းပြန်လိုက်အောင်โอเคကျွန်တော်တို့ဒီကျွန်တော်2009ခုနှစ်2008ခုနှစ်တုန်းက ကျွန်တော်တို့ဒီလိုမျိုး stock market တစ်ခေါက် crash ဖြစ်ဖို့ရတယ်။ Okay ။အာနောက်ဆုံး crash ဖြစ်တာကျွန်တော် covid crash 2020 2020မတိုင်မီကအဲ့လိုမျိုး crash အကြီးဖြစ်တာ2009ကဖြစ်ဖို့ရတယ်။ Okay ။အဲ့တော့အဲ့ဒီတုန်းကလည်းဒီလိုပဲတူလား။သတိထားမိလားမသိဘူး။တူလား။အဲ့လိုပဲ crash ချက်ချင်းတမ်းမဖြစ်ဘူးတူလား။နော်။ crash မဖြစ်ခင်လုံးဝဆင်းချသွားတယ်။ပြီးတော့ဒီကောင်ပြန်တက်သွားတယ်တူလားခုန crash တက်အပေါ်တော့ပြန်ပြီးတော့ဆင်းသွားအပေါ်ခုနကတော့ဒီပြီးခဲ့တဲ့ highest ပေါ့နော် higher set on ပြန်ပြီးတက်ပြီးတော့မှ crash ဖြစ်တာတွေ့လားเนาะအဲ့တော့ကျွန်တော်မြင်တာကကျွန်တော်ထင်တာကဒီကောင်းတဲ့အခုဒီလိုလဲဖြစ်နိုင်တယ်ဒီလိုလဲဖြစ်တဘောပါဗျာချက်ချင်း crash မဖြစ်ဘူးအနည်းဆုံးတစ်ခါနဲ့နှစ်ခါလောက်ကိုဒီကောင်းလေးဖြစ်တယ်โอเคတစ်ခါနဲ့နှစ်ခါလောက်ကိုဟို crash ဖြစ်လိုက်ပြန်တက်လာလိုက် crash ဖြစ်လိုက်ပြန်တက်လာဒီကောင်းလေးအဲ့လိုဖြစ်နေရှိတယ်โอเคအဲ့တော့ကျွန်တော်တို့အခုလောလောဆယ်ကအခုလောဆယ်ကျွန်တော်တို့ဓာတ်နဲ့ညီရယ်ဆိုရင်ဒါကျွန်တော်တို့ဒါအာအခုဆို2025ကျွန်တော်တို့ဒါ April လာနော် ဧပြီလဆိုရင်ဒါကျွန်တော်ဒါပြန်ပြန်အတွက်ကြည့်မယ်ဆိုတာဧပြီဆိုတာ February ကနေဖြစ်တယ်ကျွန်တော် October October ကနေ February ဆိုကျွန်တော်အာ10 2ပေါ့နော်ဆိုတော့10လပထမ crack ဆောက်ပေါ်လာပြီးတော့10လအကြာကြာတော့မှ stock market က crash ဖြစ်တာဖြစ်တယ် Okay ကျွန်တော်ဒါကိုကျွန်တော်ဥပမာပြောချင်တာနော်အဲ့တော့ကျွန်တော်တို့ဒီ2007အာဟိုပေါ့နော်အာ March လပဲ sorry March လ March April ပေါ့နော် 3ဆိုတော့ဒီကောင်စပြီး crash ဖြစ်တာဟောမှာစ crash ဖြစ်တာကျွန်တော်တို့အောက်တိုဘာမှာ crash ဖြစ်တာအောက်တိုဘာမှာဆိုတော့လနံပါတ်30ဆိုတော့ဒီကောင်နေခဏလားလောက်ဆက်တက်သွားသေးတယ်တွေ့လား Okay အဲ့တော့ကျွန်တော်တို့ဒါကိုပြန်ပြီးတော့ဟိုဖြစ်ခဲ့မယ်ဆိုရင်နော်ဖြစ်ခဲ့မယ်ဆိုရင်ကျွန်တော်တို့ဒီလိုမျိုးဖြစ်တယ်ဆိုရင်ဒါကျွန်တော်တို့နောက်တစ်ခဏလားနော်ကျွန်တော်တို့ဒါဆိုရင်ဒါအခုမေလပါဗောနော်မေလဆိုနောက်တစ်ခဏလားဆိုကျွန်တော်တို့ဒါနှစ်ကုန်လောက် ကျွန်တော်2025အာ fourth quarter ပေါ့နော်အလွယ်ပြောချင်းကျွန်တော် fourth quarter လောက်မှာစပြီးတော့ဖြစ်ဖို့ရာခိုင်နှုန်းများတယ်လို့ကျွန်တော်ထင်တယ်အဲ့တော့ stock market ကို short လုပ်ချင်တယ်ဆိုရင်အဲ့လောက်လောက်မှာနည်းနည်းစပြီးတော့မှ plan လုပ်တင်တယ်လို့ကျွန်တော်ထင်တယ် okay ကျွန်တော်တခုတော့အာအချံပေးခြင်းနဲ့အဲ့လိုမျိုး stock crash ဖြစ်ခဲ့ရင်အချင်းတိုတိုအတွင်းပတ်စံအများကြီးရှာလို့ရတယ် okay အချင်းတိုတိုအတွင်းသူများတွေ3-4နှစ်လောက်တဖြည်းဖြည်းနဲ့ဝယ်လာတဲ့ဟာ ဒီလိုမျိုးနှစ်ပတ်သုံးပတ်ဥပမာ sorry နှစ်ပတ်သုံးပတ်တလနှစ်လအတွင်းမှာเนาะ market ကလုံးဝ crash ချသွားလေးရှိတယ်အဲ့တော့အဲ့ဒီဟာလိုမျိုးဖြစ်လာခင်ကိုကအရေးကြီးတာကိုက market ထဲမှာဟို short back ကပေါ့เนาะအယောင်ဘက်မှာရှိနေပါစေเนาะအဲ့ဒါလေးတစ်ချက်လေးအာလေးကိုတည်ထားပေးပါဘာလို့ဆိုတော့ဒီလိုမျိုးအာဟိုပါဒီလိုမျိုး period တွေကပတ်စံအများကြီးရှာလို့ရတဲ့ period တွေဖြစ်လို့ပါ okay ကျွန်တော်ကတော့2025ခုနဲ့2026တွင်မှာတော့တစ်ခုခုဖြစ်မှာလို့ကျွန်တော်မြင်တယ် okay ဟုတ်ပြီလား ျွန်တော်အဲ့တော့ market ကတော့အခုလောဆယ်တော့ set ပြီးတော့နည်းနည်းတက်ဖို့ရှိသေးတယ် crash ကတော့အရင်မဖြစ်တော့သေးဘူးလို့ကျွန်တော်မြင်တယ် okay နောက်ဆုံးက bitcoin okay bitcoin ကကျွန်တော်တို့ DAO ကိုကျွန်တော်တို့ကြည့်ပါတယ် bitcoin ကကျွန်တော်တို့အာ DAO ကိုကျွန်တော်ကြည့်ပါတယ် okay bitcoin ကတော့အခုလောဆယ်ကျွန်တော်ဒီဒီကျွန်တော် global money system က set ပြီးတက်နေတဲ့အတွက် bitcoin ကတော့အခုလောဆယ်ကျွန်တော်ထင်တယ် set ပြီးတော့တက်အောင်မယ်လို့ကျွန်တော်ထင်တယ်ခုနကပြောသလို everything is in line ပေါ့နော် everything is in line everything is in line အဲ့တော့ကျွန်တော်အမြင်ကတော့ bitcoin လဲချက်ချက်ချင်း crash ဖြစ်ဖို့ဆိုတော့ထင်တယ်ဇလမ်းမရှိသေးဘူးလို့ထင်တယ်အာခုနတစ်ခေါက်ပြောထားသလိုပဲကျွန်တော်ဒီနောက်ထပ်အာနှစ်ကုန်ထိ2025 Q4 လောက်ထိကိုနော်ဟိုဆက်ပြီးတော့ဟိုတက်နေမယ်လို့ကျွန်တော်မြင်တယ်ဒါပေမဲ့တခုတော့ရှိတယ်ဟို bitcoin တက်မယ်ဆိုတော့ချက်ချင်းတော့ဒီလိုကြီးတက်တာတော့ပဲဟုတ်မလဲနော်တကယ်လို့ဟို swing နေတော့ရှိမှာပေါ့နော်အဲ့လိုမျိုးအဲ့တော့ scenario 1နဲ့ scenario 2နဲ့ဆိုင်ရင် scenario 1ကမဟုတ်တာသေးကြတယ် โอเคအဲ့တော့ဟိုချက်ချင်းတော့ဟိုအများကြီးဝယ်ရအောင်တော့မလုပ်ပါနဲ့အဲကိုကဖြည်းဖြည်းနဲ့ဟို risk management လေးကိုဟိုအရေးဟိုပေါ့နော်တေချာခိုင်ထားပြီးတော့ trade လုပ်တင်တယ်လို့ကျွန်တော်မြင်တယ်โอเคအဲ့တော့ကျွန်တော်အာဒီနေ့ညီကုန်းချိုးရမယ်ဆိုရင်ကျွန်တော်ဒီနေ့ကျွန်တော်ဒီ fed decision ရှိပါတယ်အဲ့တော့သတိထားပါโอเคကျွန်တော်ပြောရလဲဖြစ်ကျွန်တော်ပြောခဲ့တာလည်းဖြစ်နေတာလည်းဖြစ်နေတယ်မဖြစ်နိုင်တာလည်းရှိတယ်โอเคမဖြစ်တာလည်းရှိတယ်အဲ့တော့သတိထားပါဒီနေ့ညကျွန်တော်တို့အမ်အာကျွန်တော်မြန်မာအချိန်7:00နာရီခွဲလောက်မှာတို့ rate decision ရှိပါတယ် အဲဒါပေမဲ့ခုနကျွန်တော်တို့ကျွန်တော် ပြောသူတို့ bond buying နေဖြစ်တယ်အဲအဲ့လိုမျိုးတွေเนาะကျွန်တော်ကျွန်တော်ပြော tariff ကလည်းနည်းနည်းဇလန်းအသိပ်ပြီးတော့ညင်သွားတဲ့အတွက်ကျွန်တော်ထင်တာ market က generally ပေါ့เนาะ generally ကျွန်တော် risk on အာဖြစ်လိမ့်မယ်လို့ကျွန်တော်ထင်တယ် okay risk on ဖြစ်ရင်ဘာဖြစ်မလဲဆိုကျွန်တော် stock market တက်မယ်အာရွှေတို့ငွေတို့အာရွှေတို့ငွေတို့နည်းနည်းတက်ဖို့ဇလန်းရှိမယ် okay ရွှေတို့ငွေတို့တက်ဖို့ဇလန်းရှိမယ်နောက်တစ်ခုကတော့ bitcoin လည်းတက်ဖို့ကျွန်တော် bitcoin crypto ပေါ့เนาะတက်ဖို့ရှိရလို့ကျွန်တော်မြင်တယ် โอเคတခုတော့ရှိတယ်ဘယ်အရာမဆို trading ကတော့ risk ပါတဲ့အတွက် risk management လေးတော့အာเนาะ risk management လေးတော့လိုက်ပါဘာလို့ဆိုတော့အာဘယ်လိုကောင်မှားတဲ့ခါလဲအာမှားတာရှိပါတယ်โอเคအာကျွန်တော်ဒီနေ့တော့ဒီလောက်ပါပဲခင်ဗျာโอเคကျွန်တော်အာကျွန်တော်ပြောခဲ့ပြောသွားတဲ့ပတ်သက်လို့အာမေးစရာလေးပါများရှိလားမသိခင်ဗျာကျွန်တော် comment မှာပို့လို့ရပါတယ်โอเคကျွန်တော် trading လုပ်တာတော့အမ်ကျွန်တော်ဒီဘောအပြင်ပြောမှာဆိုရင်တော့10နှစ်ကျော်ပါပြီโอเค all right training လုပ်တာကျွန်တော်ကတော့အာဟို forest နဲ့စပါတယ် okay ကျွန်တော်ပြီးတော့ commodity stock market ကျွန်တော် stock index တို့ဘာလို့ trade လုပ်ပါတယ် CFD လည်း trade လုပ်ပါတယ်ကျွန်တော် future လည်း trade လုပ်ပါတယ် okay okay ကျွန်တော်အာစီမှာ Telegram လေးလည်းရှိပါတယ်ကျွန်တော် YouTube channel မှာ YouTube channel လည်းရှိပါတယ်အကယ်၍ YouTube တို့အာဘာလို့ကနေပြီးတော့ watch လုပ်နေရလဲဆိုလဲအာကျွန်တော် YouTube မှာ comment တို့ like တို့လည်းလုပ်လို့ရပါတယ်တကယ်အကယ်၍ Facebook ကနေပြီးတော့အာ watch လုပ်နေရလဲဆိုရင်ကျွန်တော် like and share လေးလုပ်ပေးလို့ရပါတယ် Okay so ဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ် so see you and uh, all the best guys thank you very much